နော်ကျွန်တော်တို့မြင်လိုက်ရတာတော့ကြာပါပြီဒါပေမဲ့ဒီနေ့သူတင်လိုက်တဲ့ post မှာတော့မင်းဆွဲခြင်းတမျိုးပါပဲစင်ယုံခြင်းတမျိုးပါပဲသူ့ရဲ့သားကိုလည်းစစ်မှုထမ်းခိုင်းမှာပါလို့ပြောပါတယ်အဲ့တော့ကျွန်တော်တို့စောင့်ကြည့်ရပါရှင်သူ့ရဲ့သားကိုတကယ်စစ်မှုထမ်းခိုင်းမှာလားဟာကြားဖြန့်လုပ်ငန်းတွေမှာပတ်သက်နေတဲ့အမျိုးသီးသမီးတယောက်ပါဆိုရင်ခေါ်ထုတ်နေတဲ့လူတွေလည်းရှိပါဒါရင်လေကျွန်တော်တို့သတင်းတွေကြားနေရတာဖြစ်ပါတယ်ဒီသတင်းတွေတက်လာပြီးနောက်ပိုင်းမှာ boarding ပေါ်မှလာတယ်ဆိုတော့သိကြတယ်တက်တဲ့ခိုင်လုံနဲ့အမ် post တွေဖြစ်ပါတယ်သူတင်ထားတာကတော့ရဲ့သားကိုစစ်မှုထမ်းဖို့ထည့်မယ်ဆိုရင်အခုလက်ရှိမြန်မာနိုင်ငံထဲမှာအာဏာရှင်တစုမှစစ်မှုထမ်းစုဆောင်နေတာဖြစ်ပါတယ်စစ်သားစုဆောင်နေတာဖြစ်ပါတယ်ဒီအချိန်ကထည့်တင်တဲ့အချိန်ဖြစ်ပါတယ်နော်အဲ့တော့ကိုယ့်သားကိုအရင်ကိုယ့်စကားနဲ့ညီအောင်ထည့်ပြလိုက်ပါအားလုံးပဲမင်္ဂလာပါခင်ဗျာယနေ့ကျွန်တော်တို့ဆွေးနွေးမယ့်အကြောင်းအရာကတော့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်တဲ့ဖို့တစ်ခုကြောင့်လူမှုကွန်ရက်ပေါ်မှာဖြစ်ပေါ်လာတဲ့အငင်းပွားမှုကြီးပဲဖြစ်ပါတယ်။အေတင်ကိုကအခက်ခဲရှိရင်အတနာခံစားတင်နိုင်ကြောင်းမျှဝေခဲ့တယ်လို့ မလေးရှားရောက်မတဲတဲအီကတော့အေတင်ကိုရဲ့ဥပဒေထက်ကလွှမ်းမိုးမှုတွေကိုမေးခွန်းထုတ်လာခဲ့ပါတယ်။သူမကရက်ကြီးအစ်စ်မှာစီစစ်တင်ကြောင်းနဲ့တကယ်အခက်အခဲရှိသူတွေအတနာခံစားတင်ရင်လွတ်မြောက်နိုင်တဲ့ဖြစ်ရပ်တွေကိုဖော်ပြခဲ့ပါတယ်။မတဲတဲအီကတော့မအေတင်ကိုဟာဘောမလာဥပဒေထက်မှာငွေနဲ့ဖြည့်ရှင်းသူလားဆိုတဲ့မေးခွန်းတွေကိုထုတ်ပြီး online ပေါ်ကရန်ဖြစ်ပူးသူတွေဖမ်းဆီးခံရတဲ့အဖြစ်အပျက်တွေနဲ့ပါချိတ်ဆက်ဆွဆွဲလာခဲ့တာဖြစ်ပါတယ်။ဒီတော့ဘသူရဲ့ပြောဆိုချက်ကပိုပြီးအမှန်တရားနဲ့နှိစက်နေပါတယ်လေ။ ဥပဒေကလူတိုင်းအတွက်တန်းတူညီမျှရှိနေပါသလားခမားတို့ရဲ့သဘောထားအမြင်ဝေဖန်သုံးသပ်ချက်တွေကိုခမန်မှာမျှဝေရင်းအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားခဲ့ကြပါဦးခမားညီမရှင်တမန်ပါတဲ့အေးပါရရှင်ဒေသနိုင်ငံမှာနေထိုင်နေပြီးတော့မှတော်လိုင်းတမတယောက်ဖြစ်ပါတယ်တော်လိုင်းကိစ္စတွေကိုတက်နိုင်ကြဝန်ကူတွင်းပေးနေလူတယောက်ဖြစ်ပါတယ် ျမတော်ရုံကိစ္စတွေနဲ့ဆယ်လီနဲ့ပတ်သက်ပြီးတော့ပြောလို့မရှိပါဘူး။မြန်မာပြည်ကနေဆယ်လီတွေပေါ့နော်။ဒီတော်လိုင်းကာလမှာဆယ်လီဖြစ်လာတဲ့လူတွေနာမည်ကြီးလာတဲ့လူတွေနဲ့ပတ်သက်ပြီးတော့ပြောလို့ပြောတာမရှိပါဘူး။ဒါပေမဲ့ဒီနေ့ကတော့ပြောရမှာဖြစ်ပါတယ်။မြန်မာပြည်ထဲမှာရှိနေတဲ့မတ်အေးတင်ကိုနဲ့ပတ်သက်ပြီးပြောမှာဖြစ်ပါတယ်။သူလည်းဆယ်လီကြောက်လို့ပေါ့ချင်နော်။အဲ့တော့ဒီအမျိုးသမီးကကျမအရင်ကဒီတော်လိုင်းမတိုင်ခင်ကာလအထိလေးစားခဲ့တဲ့လူပါ။လေးစားတယ်၊သူ့ရဲ့စိတ်တက်ကိုလေးစားတယ်၊အမျိုးသမီးတယောက်အနေနဲ့စွမ်းဆောင်နိုင်တယ်၊အမျိုးသမီးတယောက်အနေနဲ့ဖြတ်ကျော်နိုင်တယ်၊ကျန်ကိုကိုကိုတည်ဆောက်နိုင်တယ်ဆိုတဲ့အရာတွေကိုကြည့်ပြီးတော့မှ အဲကျွန်တော်ဒီမှာအမျိုးသမီးတွေအဲမှာဒီလိုမျိုးသမီးတွေအများကြီးလိုအပ်နေတယ်ဆိုတော့ကျွန်တော်ထောက်လို့လက်ခံတယ်ရှင်စီးပွားရေးမှာပေါ့နော်အဲ့တော့ဟိုကျွန်တော်ပြောချင်တာကဒီမျိုးသမီးကိုကျွန်တော်အရင်ကလေးစားခဲ့ရဆိုတော့ပြောချင်တာပါဒီနေ့သူတင်လိုက်တဲ့ post မတိုင်ခင်ဒီလေးစားပါတယ်သူ့ရဲ့ပြဿနာတွေလည်းဘောင်းဆောင်တွေ့ရတယ်အာဒီအစိုးရတသားသားလုံးနဲ့ဖြစ်တဲ့ကိစ္စတွေတခြားသူ့ရဲ့လူမှုရေးပြဿနာတွေပေါ့ရှင်နော်အဲ့တော့တန်းသမီးကိုချစ်တဲ့မိခင်ကြောင်နေရလေမြင်ရတယ်မြင်ရခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုအတန်အသင့်ကျွန်မနေစားတယ်သူ့ဘောနော်ဒါပေမဲ့ဒီနေ့သူတင်လိုက်တဲ့ post မှာက ဲ့ဥမာပေါ်မလုံးလုံးရရပေါ်မှာတော့ကိုရင်ပေါ်မှာလိုက်တဲ့ပို့စကူဖြစ်ပါတယ်။ဘာလို့လဲဆိုရင်မိမိပြည်သူလူမှုကိုစဉ်းစားရမယ်ဆိုတော့အတော့ဝင်တဲ့ရောပြောရဖြစ်ပါတယ်။ဒီအသားသမီးတွေကိုလည်းစစ်မှုထမ်းပါပါလို့စစ်မှုထမ်းခိုင်းပါပါလို့ပြောပါတယ်။အရင်တော့က तू ကမပြောခဲ့တည်းလေဆိုလို့ရှိရင်သူ့ရဲ့သားဟာတော်လန်ရေးထဲမှာစံနာပြလို့အဖမ်းခံခဲ့ရတယ်လို့ပြောပြီးကုံစားခဲ့တဲ့လူတစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့ဇကားတွေကအရှိဟိုအနောက်အသွားလွတ်အောင်အမြဲတမ်းပြောလို့ရှိပါတယ်။တစ်ဖက်ကလည်းခွာထားတယ်။အဲ့တော့ နှစ်ဖက်ခွာနိုင်တဲ့လူတယောက်ဆိုလားသူ့ရဲ့တင်တဲ့ post တွေမှာတဖြည်းဖြည်းနဲ့တိတ်တာလာတယ်ပေါ့ရှင်နော်သူကနှစ်ဖက်ခွာနိုင်တော့ဘယ်တော့မှလည်းဒိုလီလေးမှပြည်တာပါခဲ့တယ်ဆိုပြီးတော့မှဒါကိုမကြခဏတွေ့ပြီးလေးရှိပါတယ်အခုသူပြောလာတာကတော့ဘယ်မှာပြည်နေတာပါရှိနေလဲပြည်သူတွေကိုစုတန်းတင့်နေဆိုတဲ့အကြောင်းသူပြောလာတာသူ့ရဲ့သားကိုလည်းစုတန်းခိုင်းတယ်လို့ပြောရတယ်မမပြင်းတဲ့မှာပြည်သူတယောက်အနေနဲ့စစ်မှုခံရမယ်ဆိုတာတောင်းရင်တရက်ပါလို့ပြောပါတယ်။ကျွန်မပြောနေတာဒီစကားနဲ့ပတ်သက်ပြီးပြောနေတာပါ။ ကျွန်တော်မြန်မာလူမျိုးတွေရဲ့ဟိုတွားနေတဲ့စိတ်တွေသဘောထားကကျွန်တော်မြန်မာလူမျိုးတွေကလူတယောက်ကိုတနာတက်တယ်နော်လူကိုယ့်ထက်ဆွမ်းဆောင်နိုင်တဲ့လူဆိုရင်လေးစားအားကြတဲ့စိတ်ရှိနော်ပြီးတော့သူ့ရဲ့လောရက်တွေပေါ်မှာကြည့်ပြီးတော့မှကျွန်တော်တို့ပြည်သူလူထုကဒီအပေါ်မှာပေါ်လို့လိုက်ကြတာပေါ့ချင်နော်အဲ့တော့သူကဟိုဆောက်ရတဲ့မျိုးမျိုးတွေကဘာထက်တဲ့မျိုးမျိုးတွေကဒီလိုပြည်သူတွေနဲ့ထောက်ခံနေနေရှိတယ်နော် ပိုင်းမှာ तू ဖြစ်တဲ့ပြဿနာတွေကိုကြီးလိုက်မယ်ဆိုရင် तू နဲ့ပြဿနာဖြစ်တဲ့လူတွေကအဖမ်းခံရရင်ခံရမယ်မခံရရင်ထွက်ပြေးရဒီလိုနေထားမျိုးအဲ့တော့ဒီမျိုးသမီးကငွေနဲ့ငွေတို့ပတ်ပြီးဥပဒေအထက်မှာရှိနေတယ်ဆိုတော့တပြေးပြေးနဲ့မြင်လာရတာဖြစ်ပါတယ်เนาะကျွန်တော်တို့မြင်လာရတာတော့ကြာပါပြီဒါပေမဲ့ဒီဒီ तू တင်လိုက်တဲ့ post မှာတော့မင်းဆွဲခြင်းတမျိုးပါပဲစင်ယုံခြင်းတမျိုးပါပဲသူ့ရဲ့သားကိုလည်းစစ်မှုထမ်းခိုင်းမှာပါလို့ပြောပါအဲ့တော့ကျွန်တော်တို့စောင့်ကြည့်ရပါဘောရှင်သူ့ရဲ့သားကိုတကယ်စစ်မှုထမ်းခိုင်းမှာလား တကယ်တမ်းကျတော့ထောက်ပြီးလူလူဟာစစ်ကောင်စီကိုပဲထောက်ခံတဲ့လူဖြစ်ဖြစ်เนาะဒီ NLD ကိုပဲထောက်ခံတဲ့လူဖြစ်ဖြစ်ဘယ်သူမှစဉ်းစားနေမှာเนาะအရာကအမှန်တရားပါပဲဘောမတွေငင်းလို့မရတဲ့အချက်ပါဘလောက်ပဲဘောမနေပါတယ်ပြောပြောဘလောက်ပဲစစ်တပ်ကြီးကိုချစ်ပါတယ်ပြောပြောတနက်ပေးပြီးတော့ရှေ့တန်းထွက်ရမယ့်ကိစ္စကိုတော့ဘယ်သူမှမလုပ်ချင်ပါဘူးဒီမလုပ်ချင်လို့လေပြည်သူလူလူဟာ ဒီရွေးကောက်ပွဲကိုလုံးဝစိတ်မဝင်စားတာစိတ်မဝင်စားလို့လေအဲ့ဒီအာနာရှင်တို့တိုက်အောင်လက်ရှိမှာပြည်သူလူအမျိုးမျိုးပြားပေးပြီးလူပညာရှင်တွေကိုခေါ်ယူပြီးတော့တုံးဆွေးနေတာဖြစ်ပါတယ်လူပညာရှင်တွေကိုခေါင်းနဲ့မလို့ခင်ကြည့်နေစီဘောမမကြီးရုပ်သူရဲ့အကြောင်းကိုပေါ်ထုတ်နေကြတဲ့အစိုးရတသတာတို့ဘာလို့ရှိပါလဲ သူဟာကြားဖြန့်လုပ်ငန်းတွေမှာပတ်သက်နေတဲ့အမျိုးသီးသမီးတယောက်ပါဆိုရင်ခေါ်ထုတ်နေတဲ့လူတွေလည်းရှိပါဒါရင်လေးကျွန်တော်တို့သတင်းတွေကြားနေရတာဖြစ်ပါဒီသတင်းတွေတက်လာပြီးနောက်ပိုင်းမှာ boarding ဘောမှလာတယ်ဆိုတော့သိကြတဲ့တက်တဲ့ခိုင်လုံတဲ့အမ် post တွေဖြစ်ပါတယ်သူတင်ထားတာကတော့နော်အဲ့တော့သူ့ရဲ့သားကိုဟိုနိုင်ငံသားတိုင်းဟာစစ်မှန်ကားကိုတောင်းရှိပါတယ်လို့ပြောနေတာသူ့ရဲ့သားလေးတွေကိုစစ်မှန်ကားတွေကိုဆိုတော့ ဲ့ဒါကတော့မတန်တော့အဲ့ဒါလာခဲ့တာပါလေသမီးဆိုတဲ့မအောင်သမီးဟောမှန်လာရင်မှန်လာရင်ကျွန်တော်ပြောနေတာမဟုတ်ပါဘူးသူပြင်းလာရင်မှန်နေမှန်နေမှန်မှန်ဆိုတော့ကျွန်တော်ပြေးမယ်မဆုံးဖြတ်ချင်ပါဆိုတော့ကျွန်တော်အဲ့ကိစ္စကြီးစိတ်မနေတော့ကျွန်တော်တော်လိုင်းအင်းသမားတွေထဲထဲကျွန်တော်တော်လိုင်းနဲ့ပတ်သက်ရင်တော့စိတ်မသာဘူးအဲ့တော့နေရနေရကပါလေလို့ပြောရင်တော့ကျွန်မကပြန်ပြောရမှာကအဲ့ဒီအေဒင်ကိုဆိုတဲ့အမျိုးသမီးဒီစကားမပြောခဲ့ရင်သူနဲ့ပတ်သက်ပြီးကျွန်မနေရာကဝင်ပါစရာအကြောင်းရှိပါဘူးအခုကအနုနီးနဲ့မဲဆွယ်နေတာဖြစ်ပါတယ်နော်မဲဆွယ်နေတာဖြစ်ပါတယ်အဲ့တော့ နိုင်ငံသားတိုင်းစစ်မှုထမ်းဖို့တာဝန်ရှိပါတယ်ဆိုတဲ့စကားကိုဘောမတယ်လက်ခံလာနားမကကျမတို့ကိုအနိုင်လူစင်တာနဲ့ပြောရင်တော့ပြောမှာပေါ့ရှင်တို့ကစစ်မှုထမ်းဖို့အစင်သိဖြစ်နေပါတယ်လို့ပြောရင်တော့ပြောမှာဘာမှမဖြစ်သူတို့အကြောင်းကိုတို့ကိုယ်တိုင်သိပါတယ်စင်မထားဘူးရေတို့ဘလို့ရှောင်ရှားနေရတယ်ဘလို့ရေပတ်စံနေရှာပြီးပေးနေရတယ်ဘလို့ရေအောက်ကျနောက်ကျခံပြီးဒီအာနာရှင်နေနဲ့ပေါင်းနေရတယ်ဆိုတာသူတို့ကိုယ်တိုင်သိပါတယ်အဲ့တော့မတ်အီတင်ကို ရှင်းရသားကိုစစ်မှုထမ်းဖို့တဲ့မယ်ဆိုရင်အခုလက်ရှိမြန်မာနိုင်ငံထဲမှာအာဏာရှင်တစုပါစစ်မှုထမ်းစုဆောင်နေတာဖြစ်ပါတယ်စစ်သားစုဆောင်နေတာဖြစ်ပါတယ်ဒီအချိန်ကထဲတင်နေချိန်ဖြစ်ပါတယ်နော်အဲ့တော့ကိုယ်သားကိုအရင်ကိုယ်စကားနဲ့ညီအောင်ထဲပြလိုက်ပါဟုတ်လားဒါပေမဲ့ရှင်ကတော့လုံးဝဘောမအစ်စ်ကြီးဆိုတာကိုကျမတို့မြင်တွေ့လိုက်ရတာဖြစ်တယ်ပေါ့အဲ့တော့ပြည်သူလူထုတွေကလည်းပရဟိတနဲ့ပတ်သက်လာလို့ရှိရင်မေတ္တာရှင်ကြီးဆိုပြီးတော့မှလူတယောက်ကိုအာနော် ဟိုအချိန်ကြီးရတယ်လေးစားကြရတယ်အနေထားပေါ့အဲ့တော့ဒီကိုကိုယ်တိုင်လေးစားနေတဲ့အမျိုးသမီးတယောက်ကပုဇက်ကနေပြီးတော့စစ်မှုထမ်းဖို့အတွက်ကိုစီယုံနေတဲ့ကိစ္စမှာအဲ့ဒီဘိုးမလေးရောမြန်မာပြည်တွင်းထဲမှာရှိနေတဲ့ပြည်သူလူထုကဘယ်လိုချင်းလဲဒီလိုအမျိုးသမီးတွေမြန်မာနိုင်ငံထဲမှာနာမည်ကြီးပြီးစေတီဖြစ်နေတာတော့အမှန်ပါပဲဒီလိုလူတွေပုဇက်ကလုပ်ငန်းရှင်တွေပုဇက်ကထွက်တဲ့ဇကားကိုရှင်းလို့ဟိုဘယ်လောက်ထိယုံကြည်တယ်လဲဘယ်လောက်ထိအားကိုးတယ်လဲဒါအခုကိုကိုပြန်မရမယ့်ကိစ္စဖြစ်ပါဘယ်လောက်ပဲအာနာရှင်ကိုထောက်ခံပါတယ်ပြောပြောစစ်မှုထမ်းနေတယ်လို့တယောက်မှမရှိပါဘူးနော်အဲ့ဒါသိကြပါဘူး စစ်မှုထမ်းခိုင်းနေတယ်လုပ်ငန်းရှင်တယောက်ရဲ့ပါဇက်ကထွက်တဲ့စစ်မှုထမ်းဖို့လူသားတိုင်းမှာတာဝန်ရှိပါတယ်နိုင်ငံသားတိုင်းမှာတာဝန်ရှိပါတယ်ဆိုတဲ့စကားကတော့တော်တော်လေးကိုကိုချင်းစာတရားမေ့တဲ့စကားဖြစ်ပါတယ်အဲ့လိုဘယ်လိုထင်ကြလဲဘာလို့မြန်မာနိုင်ငံထဲမှာစေတနာရှင်ကြီးတွေကိုအချင်းကြီးလေးစားတဲ့စိတ်ရှိတယ်ဘောမတွေကတော့ပုံကြီးလေးစားထင်ကြီးမှာပေါ့ဒါပေမဲ့တကယ်တမ်းအားပေးလာခဲ့ကြတဲ့ မတ်အေတင်ကိုတယောက်ဒီစကားပြောလိုက်တဲ့အပေါ်မှာတကယ်ပဲပြည်သူလူထုကလက်ခံပြီးတော့ကိုယ့်ရဲ့သားသမီးတွေကိုစစ်မှုထမ်းတဲ့တင့်မာလားဆိုတာတော့